မင်္ဂလာပါရှင်စပုတ်ဗီဒီယိုမြန်မာမှကြည့်ဆိုလိုက်ပါရစေ2025ခုနှစ်ဧပြီလ10ရက်နေ့ဇန်နဝါရီနေ့အတွက်နောက်ဆုံးရပြည်တွင်သတင်းများကိုတင်ဆက်ပေးပါရမရှင်တရင်ကောင်းစဉ်ရှိလာနေပါကြာမြင့်ခဲ့သောအင်းတော်မြို့သိမ်းတိုက်ပွဲမှာစစ်ကောင်စီတုံ့ပန်းပေါင်းများစွာနဲ့လက်နက်ကြီးများအပါအဝင်လက်နက်ခဲယမ်းများစွာတင်ပတ်ရရှိ ချင်းပြည်နယ်ဖလန်းမြို့နယ်တခုလုံးကိုအပိသက်တိုက်ခိုက်သိမ်းပိုက်ရရှိပြီလို့ချင်းညီနောင်တပ်ဖွဲ့ကကြေညာကမောက်ကြီးမြို့နယ်တွင်စစ်ကြေးကောက်လာသောရဲတပ်ဖွဲ့ကိုတိုက်ခိုက်မှုရဲစခန်းမှုအပါအဝင်ရဲတပ်ဦးသေးဆုံးပြီးလက်နက်ကြေးများရရှိရရှိတဲ့တဲ့တွေကိုတင်ဆက်ပေးကြမှာရယ် ဥစွာရှင်းလနေပါကြာမြင့်ခဲ့သောအင်းတော်မျိုးသိမ့်တိုက်ပွဲမှာစစ်ကောင်စီတုံပန်းပေါင်းများစွာနဲ့လက်နက်ကြီးများအပါအဝင်လက်နက်ခဲရဲများစွာသိမ့်ပရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။ဇဂိုင်းတိုင်းအင်းတော်မျိုးကိုတွလင်းပြူပေါင်းတပ်တွေကရှင်းလနေပါကြာတိုက်ခိုက်ခဲ့ပြီးဧပြီလ9ရက်နေ့ညပိုင်းတွင်မြူသားညညရေးဆိုရကာကွယ်ရေးဝန်ကြီးဌာနအမှတ်၁စစ်ဒေသ၏အစီအစဉ်ဖြင့်အပိသက်သိမ့်ပရရှိခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါရစေ။အင်းတော်မျိုးသိမ့်စစ်စင်ရေးဟာရရှိတိုက်ပွဲတစ်ခုဖြစ်ပြီးဂျမ်ဘက်စစ်ကောင်စီတပ်များအနေဖြင့်စစ် ကူမရရှိခြင်း၊မြေပြင်မှာလက်နက်ရိတ်ကထောက်ပို့ဆောင်ရွက်နိုင်မှုမရှိခြင်း၊ထိခိုက်ဒေဆုံများပြခြင်းတို့ကြောင့်တော်လိုင်းရေးတပ်ဖွဲ့များရဲ့ဖိအားကိုရေရှည်တောင်းခံနိုင်ခြင်းမရှိတော့ပေ။၎င်းတို့နောက်ဆုံးအခြေပြုရာဂျပန်လိုင်ကူမှတက်မမှုဦးဆောင်တဲ့ဖွဲ့ဟာဧပြီလ9ရက်ည9:00နာရီချိန်ခန့်တွင်စကန်ဆွန်လို့စုခါသားခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အင်တော်မျိုးဟာဂျမ်ဘက်စစ်ကောင်စီရဲ့တက်မ89ရှေ့တန်းဌာနချုပ်အခြေပြုရာမျိုးဖြစ်ပြီးတက်မမှုကိုရင်ကုကင်းနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ထို့နောက်ဧပြီလ10ရက်နေ့အင်တော်မျိုးဂျပန်လိုင်ကူမှ ှစကန်ကုန်းမှထွက်ပြေးသွားတဲ့တမ80ကုန်းတမမူဘူမူချုပ်အောင်သက်ဦးကိုလန်ခီတနေရာတွင်ပြည်သူ့ကာကွယ်ရေးတပ်များကဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးရရှိခြင်းဖြစ်ပြီးလက်တလောတွင်ချင်းနေသေးစိတ်ကိုထုတ်ပေါ်ပြောဆိုပြီးမရသေးဘူးဆိုပြီးတော်လရင်တရင်ရင်မြစ်ကရှင်းပြထားပါတယ်။အင်းတို့မျိုးသိန်းစစ်စင်ရေးကိုမျိုးသားညီညွတ်ရေးဆိုရကာကွယ်ရေးဝန်ကြီးဌာနအမတ်တေစစ်ဒေတာကိုကဲမှုဖြင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကတာခရိုင်အမတ်တေတရင်အမတ်နှစ်တရင်အမတ်သုံးတရင်အမတ်လေးတရင်ကတာခရိုင်အထူးလှူရှာတက်ခွဲအမတ်တေအထူးလှူ ရာတက်ရင် SR1 အမှတ်30အထူးလုံရာတက်ရင် SR10 ပြည်သူ့ကာကွယ်ရေးအဖွဲ့အင်ဒိုပကဖာပြည်သူ့ကာကွယ်ရေးအဖွဲ့ဗမ်းမောက်ပကဖာပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာပကဖာပြည်သူ့ကာကွယ်ရေးအဖွဲ့ကတာခရိုင်ပကဖာအမှတ်2ရွှေဘူခရိုင်ကွယ်ကဲရေးပြည်ဦးလင်ခရိုင်အမှတ်909 910 912တက်ရင်ပြည်ဦးလင်ခရိုင်အမှတ်1နှစ်တက်ရင်ကျောင်းသားတက်မြော ABSDF တက်ရင်7114ကချင်လူလက်ရေးတက်မြော KIA တက်မဟာကူမအထူးစစ်ကြောင်းမုံညင်း KPDF ကလေးခရိုင်အ မှတ်၁၀တရင် rocket တပ်ဖွဲ့ drone ပူပေါင်းတပ်ဖွဲ့ MOD drone force ABSDF K2SR အမှတ်၁၄ကို drone တပ်ဖွဲ့ကံဘလူခရိုင် drone တပ်ဖွဲ့ကတာခရိုင်လက်နက်ကြီးဖွဲ့မြေချံခရိုင်ကွန်မန်ဒိုဖွဲ့တို့ကပူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဆိုပါမြို့သိမ်းတပ်ဖွဲ့မှာဟောင်းဝိဇာနှစ်လက်၁၂၀မမနှစ်လက်ပါဝင်လက်နက်ကြီးလက်နက်ငယ်ခဲယဲမိကြောင့်အများများသိပ္ပံရရှိကြောင်းသိရှိရပါတယ်ရှင်။ ဆက်လက်ပြီးချင်းပြည်နယ်ဖလန်းမြို့နယ်တခုလုံးကိုပြီးသက်တိုက်ခိုက်သိမ်းပိုက်ရရှိပြီလို့ချင်းပြည်နယ်တပ်ဖွဲ့ကကြေညာလိုက်တဲ့သတင်းကိုတင်ဆက်ပေးခြင်းပါတယ် ချင်းပြည်နယ်ဖလန်းမြို့နယ်တခုလုံးကိုအပိသက်တိုက်ခိုက်သိမ်းပိုက်ရရှိပြီလို့ချင်းညီနောင်တပ်ဖွဲ့ကတရားဝင်ကြေညာလိုက်ပါတယ်။ချင်းညီနောင်စစ်စင်ရေးတပ်ဖွဲ့ကဤပရလ9ရက်နေ့တွင်စစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်တရင်ခလာရ268ကိုအပိသက်တိုက်ခိုက်သိမ်းပိုက်ပြီးဖလန်းမြို့နယ်တခုလုံးစစ်ကောင်စီကင်းစင်သောနေမြေအဖြစ်ပေါ်ဆောင်နိုင်ရပြီလို့တီတိမ်မြို့သို့ဆက်လက်ခြိတက်မြေဖြစ်ကြောင်းသိရှိရပါတယ်။ဖလန်းမြို့သိမ်းတိုက်ပွဲတွင်စစ်ကောင်စီရဲ့လက်နက်ကြီးများပါဝင်လက်နက်ခဲရဲ့မြောက်များနဲ့ငွေကြေးများစွာလည်းသိမ်းပိုက်ရရှိခဲ့ပါတယ်။2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကဖလန်းမြို့သိမ်းတိုက်ပွဲ င်းကိုချင်းညီနောင်စစ်စင် operation CP ဖြစ်ထူးစစ်ဆင်တက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်ကဖလန်းမြို့မကြစီရေးအတွက်ရှီရင်ခလာရ268တရင်အားဖြင့်2024ဒီဇင်ဘာလတွင်ခလာရ89မစစ်ကူအင်အားတရားဝင်ခြင်းနဲ့2025မတ်လတွင်တမန်89ကိုလောက်ခံခလာရ391မစစ်ကူအင်အားတရားခံပြီးအင်အားချင်းချင်းထပ်မံဖြစ်တင်ခဲ့ကြောင်းထို့ပြင်လေကြောင်းတိုက်ခိုက်မှုအချိန်ပေါင်း1000ကျော်ဖြစ်ပြင်းထန်ကူးကန်ခဲ့ကြောင်းသိရှိရပါသည်ချင်းညီနောင်စစ်စင် operation CB ဖလန်းမြို့တိုင်းတပ်ဖွဲ့တွင်96 Suda PDF, and if I say International for AIF, Burma National Revolutionary Army PNRA, Burmese Revolutionary Technique Front PRDF, Generation Army GZA, Chinese Revolution Force GRF, Harmonious Northern Brothers HNB, Kali Revolution Force KRF, Kali Urban Guerrilla, Kali UT, Mianjin Black Tiger MBD, National Liberation Army N L E, Revolution Ambulance Wolf, REW Medical Team, တိုင်း Federal Troop SFD SOL Joint Defense Force YDF ဆို Army ဇာအကလေးကံဘက်ကဖာနယ်ဒရုန်းဖွဲ့တို့ပါဝင်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ဖလန်မြို့နယ်တစ်ခုလုံးစစ်ကောင်စီကင်းစင်တော်နေမြေဖြစ်ဖော်ဆောင်နိုင်ခဲ့ခြင်းမှာချင်းညီနောင်နဲ့မဟာမိတ်အင်အားစုများရဲ့မဆုံးမနစ်သောစိတ်ဓာတ်ဖြင့်ကြံ့ကြံ့ခံထိုးစစ်ဆင်တိုက်ခိုက်မှုအာရခတ်တတော်မှခရင်စစ်လက်နက်များအပြင်စီးရေးဆိုင်ရာကြံ့ညံများပံ့ပိုးကူညီမှုနဲ့မိဘပြည်သူများရဲ့တက်ညီလက်ညီဒီဇိုင်းမမတ်ထောက်ပံ့ပါဝင်မှုများကြောင့်သာဖြစ်ပါကြောင်းကြေညာထားခဲ့ပါတယ်။ချင်းညီနောင်စစ်စင်ရေး Operation CB ဖြစ်ဖော် ဆောင်ခဲ့တဲ့ဖလန်းမြူတိန်စစ်စင်ရေးတွေအသက်ပေးသားကြတဲ့အာဇာနည်သူရဲကောင်းများကုလက်အင်ကပြစ်ဆက်ခဲ့ရတဲ့ရဲဘော်များနဲ့အောင်မေရသည်အထိရွရွချွညွတိုက်ခိုက်တိုက်ပွဲဝင်ခဲ့ကြတော့တမူတက်တာများရဲ့ရဲစံတတိနဲ့ဇွဲလုံးလာရှိမှုတို့ကိုလေးစားစွာဂုဏ်ပြုပါကြောင်းချင်းညီနာစီပီအနေဖြင့်ဆရာနာရှင်စနစ်ကြားဆုံးရင်းနဲ့ Federal Democracy ပြည်တော်စုတိဆောက်ရေးတွင်မာမေများနဲ့အတူဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းဆက်လက်ကြေညာထားပါရရှင် ဆက်လက်ပြီးခမောက်ကြီးမြို့နယ်တွင်စစ်ကြေးကောက်လာသောရဲတပ်ဖွဲ့ကိုတိုက်ခိုက်မှုရဲစခန်းမှုပါဝင်ရဲတပ်ဦးတည်ဆုံပြီးလက်နက်ခဲယံများရရှိရဲဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါရစေ။တနင်္သာရီတိုင်းကောတောင်ခရိုင်ခမောက်ကြီးမြို့နယ်တွင်စစ်ကြေးကောက်ပြီးပြန်လာသောမာရန်တိုက်နယ်ရဲစခန်းမှာရဲစခန်းမှုရဲအုပ်မြောင်စုပါဝင်ရဲငါဦးဖွဲ့ကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာရဲစခန်းမှုပါဝင်ရဲတပ်ဦးတည်ဆုံကလက်နက်ခဲယံများအသိအရရှိခဲ့တယ်လို့ကောတောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကပမှာတာဝန်ရှိသူတူထံကသိရှိရပါရစေ။ဂျမန်နေ့ဧပြီလ9ရက်နေ့ညနေ9:00အချိန်ခန့် ံတွင်ခမောက်ကြီးမြို့နယ်အေဂျင်တာကြီးရွာရှိလူကုန်သူများရာဘဝေတိုင်များနှင့်မူရစ်စီဝါရောင်းဝယ်သူများထံမှလစဉ်ကြီးကောက်ယူကပြန်လာတဲ့မာယန်တိုက်နယ်ရေစခန်းမှရေစခန်းဘူးရှဲအုပ်မြောင်စုပါဝင်၅ဦးကိုဖောက်တုတ်ကြီးရွာအလီ၌ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကကြားဖြတ်တိုက်ခဲ့ရမှာရေစခန်းဘူးရဲအုပ်မြောင်စုဒူရဲအုပ်မြို့လင်းကိုနဲ့ရှဲတူတကြက်စီသူတို့တို့သုံးဦးသေဆုံးပြီးတကြက်ကြီးပေါင်းဒုတိယရရှိခဲ့တယ်လို့သိရှိရပါတယ်ထို့ပြင်ဒီဆုံးသူရဲများခိုင်ဆောင်အုံပြုတဲ့၄၀မမတလက်ဘုံသီးဆယ်လုံး AK မျိုးစားတနက်နှစ်လက် AK ကြီးပေါက်5ခုကြီးစံ94တောင်းကိုမမပစ္စတိုတနက်တလက်ကြီးစံအတောက်90 6လုံးပြုတနက်တလက်0.38မျိုးစားတနက်တလက်လက်ပြပုံတလုံးလက်ပြပုံ3လုံးလက်ကင်ဖုန်း4လုံးပစံ2000ခွေချက်တို့ကိုသိရှိရရှိခဲ့တယ်လို့သိရှိရပါတယ်။စူပါတိုက်ခိုက်မှုကတော့ကော့တောင်းမြို့နယ်ပြည်သူ့ကောက်ွယ်ရေးဖွဲ့ပကပရဲဘော်များကလုဆောင်ခဲ့တာဖြစ်ပြီးပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့ဝင်များတိုက်ခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။ ဆလပီပကူမျိုးစူးလိုက်ပြုံလိုက်တပြတ်မှုတွေဦးဆောင်နေနေခဲ့တဲ့တမ90ခွန်တမမှုပမှုချုပ်အောင်တဦးနဲ့စစ်သား150ကျော်တို့ကိုရှင်ပန်းစီရမိပြီးတမ90ခွန်ဒရက်လုံးကို PDF ကချိန်မွန်းတော်ရယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပေးကြပါရစေ။ဂျမစစ်တက်က2021ခုနှစ်ဖေဖော်ဝါရီလတရက်နေ့ဆရာနာသိမ်းပြီးနောက်နိုင်ငံတော်အတွင်းဇန်နာပြပွဲများဖြစ်ပေါ်ခဲ့ရမှာပကူမျိုးနဲ့တကူလုံးမှာလည်းလက်မတက်၍ဆရာနာရှင်ကိုစံချင်ကြောင်းဇန်နာပြထုတ်ပေါ်ခဲ့ကြပါရစေ။နေ့စဉ်ပကူတစ်မျိုးလုံးလူငယ်များခောက်ဦးဆောင်၍ပြည်သူတရက်လုံးဆရာနာရှင်စံချင်၍ဇန်နာပြပွဲများ များကိုချင်းချင်းတဲ့ချက်ပြဲမကြငင်းကျစွာဖြင့်လက်မများထပ်မဆန္ဒပြခဲ့ကြပါရယ်တရရဲ2021ခုနှစ်ဧပြီလကိုရည်နေနဲ့အာယုံတက်မီဘူးမျိုးပေါ်ရှိဆန္ဒပြတပိတ်စကံများကိုတမ90ကုန်တက်ကဦးဆောင်၍စက်မပြစ်ခတ်တက်ပြတ်နေနေခဲ့ပြီးလူငယ်နဲ့ပြည်သူ80ဦးကျော်ထပ်မနေတည်ဆုံးခဲ့ရတာလည်းဖြစ်ပါရယ်2021ခုနှစ်ဧပြီလကိုရည်နေနဲ့၄နာရီချိန်ကစတင်ပြီးဘကူးမျိုးရွှေမော်တော်ဖျားပတ်ဝန်းကျင်ရက်ကွက်များလိပ်ပြကန်ရှိစံတော်တွင်မက်ဂရစ်အင်းဝေပုံနာစုမော်ကန်လိပ်ပြကန်ရက်ကွက်များ ှိတဲ့ base camp များကိုတမကနဆက်ကွန်တက်များကဥဆောင်က RPG လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းလက်ပစ်ပုံများအသုံးပြုခြင်းပါဝင်စစ်အုံလက်နက်များဖြင့်စစ်ပွဲတပွဲတိုက်တကယ်သူဆန္ဒပြလူငယ်များကိုကျန်းပတ်ပစ်ခတ်နှိမ်နှင်းခဲ့တာလည်းဖြစ်ပါတယ်။ထို့သူကျန်းပတ်နှိမ်နှင်းမှုများနဲ့အတူ base camp များကိုကင်းဆောင်နေတဲ့လူငယ်များရဲ့အလောင်းများစွာမှစုပေါင်းသွားခဲ့ရပြီးအခုတမျိုးအလုံးရွက်ွက်များတွင်ကမ္ဘာပြတ်သည့်အလားဖြစ်ပွားခဲ့ရတာဖြစ်ပါတယ်။တမကနဆက်ကွန်ဥဆောင်နေတဲ့များက base camp များပင်မဟုတ်တော့ပဲဆန္ဒပြတဲ့ပိတ်များကိုကုညီထောက်ပံ့သည်ဟုနာမည်ထွက်တဲ့ပြည် Yeah. NLD ပါတီဝင်များနိုင်ငံရေးတက်ကြလှရှာသူများရဲ့နေအိမ်များကိုဝေရောက်စီးနှင်းကရှိုင်းနှံတပြက်မှုများကိုလည်းဆက်လက်ကျူးလွန်ခဲ့ရလေဖြစ်ပါတယ်။တမကွန်နက်ဆက်ကဦးဆောင်နေစစ်တပ်က2021ခုနှစ်ဧပြီလ9ရက်နေ့တရက်လုံးနဲ့ပဲခူးမြို့ပေါ်တွင်ဆန္ဒပြပြည်သူများကိုပိတ်ဆို့အကြမ်းဖက်တပ်ဖြတ်နေနေရေးပြစ်ခတ်တောင်းကြမ်းခဲ့တဲ့အတွက်ပဲခူးမြို့ပေါ်မှာပြည်သူများနေအိမ်များမှာထွက်ပြေးရသည့်အခြေအနေများမှာဆိုးရွားပြင်းထန်ခဲ့ရလေဖြစ်ပါတယ်။ရှမန်နေ့ဧပြီလ9ရက်နေ့မှာတမကွန်နက်ဆက်ကဦးဆောင်ကျူးလွန်ခဲ့တဲ့ပဲခူးမြို့စူးလိုက်ပြုံးလိုက်တပြက်မှုရဲ့လင်းနေပြည့်နှစ်ပတ်လည်နေ့ဖြစ်ပြီး၎င်း နေ့တွင်ပင်တမကနဆက်ကိုတမမှုဘုံမှုချုပ်အောက်တဦးဒီတရက်စီလေးစနေမှာတချိန်ကဆန္ဒပြလူငယ်များယခုတွင်မှပြည်သူ့ကာကွယ်ရေးတပ်ရဲ့ရဲဘော်များလက်ထဲတွင်စစ်တုံးပန်းဖြင့်အရှင်ပန်းစီခံခဲ့ရတာဖြစ်ပါတယ်။ဧပြီလ9ရက်နေ့အင်တော်မျိုးရှိစစ်ကောင်စီအနောက်ဆုံးကန်တက်စကန်ဖြစ်တဲ့ဂျပန်လိုက်ကိုစစ်တပ်စကန်မှာဆုံးခဲ့တဲ့ဘုံမှုချုပ်အောက်တဦးနဲ့အတူစစ်ကောင်စီတပ်ဖွဲ့ဝင်150ကျော်လူကို PDF တပ်များကဧပြီလ10ရက်နေ့ညပိုင်းတွင်လက်ရအရှင်ပန်းစီရရှိခဲ့တာဖြစ်ပါတယ်။တချိန်ကဘကူးနဲ့ရန်ကုန်ရှိလက်များပေါ်တွင်တရဲတဲ့ကောင်ထွက်ခဲ့ဆိုပြီးကြွေးကြော်ရဲလက်နက်မဲ ဆန္ဒပြလူငယ်များနဲ့ပြည်သူအများကိုရန်ကားတက်ပြတ်ခဲ့တဲ့တက်မ90ကွန်တက်မမူကြီးရဲ့ဦးဆောင်သူဘုံကူးချုပ်အောင်တပ်ဦးနဲ့တပ်ဖွဲ့ဝင်များမှလှနေကြရတယ်။၎င်းတို့ချင်းချောက်ပြေခတ်ခဲ့တဲ့တလင်းလူငယ်များရဲ့လက်အတင်းသူကြားရောက်ခဲ့ရတာလည်းဖြစ်ပါရယ်။1966ခုနှစ်ဇွန်လ6ရက်နေ့တွင်စတင်ဖွဲ့စည်းခဲ့တဲ့အမတ်90ကွန်ချင်းမြန်တက်မဌာနချုပ်ရဲ့တက်တန်း59နှစ်ကျင်းလာချိန်တွင်အဆိုပါတက်မ90ကွန်ရဲ့တက်မမူနဲ့စစ်သားရာကြီးပါတက်တန်း၄နှစ်တာတာရှိသောပြည်သူ့ကာကွယ်ရေးတပ်မတော် PDF လက်တွင်စစ်တုံးမှန်းအဖြစ်ကြားရောက်ခဲ့ခြင်းမှာတမိုင်း းတွင်သောຫນွေဥတော်လည်ရေးရဲ့အောင်မြင်မှုဖြစ်တော်လည်ရေးရဲ့ပုံများကသုံးသပ်ပြောဆိုထားခဲ့ကြပါတယ်ရှင်ဒီကနေ့2025ခုနှစ်ဧပြီလ10ရက်နေ့အတွက်နောက်ဆုံးရပြည်တွင်သတင်းများကို Support PDF မြန်မာမှတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ကျွန်မကတော့သတင်းတင်ဆက်သူနှောင်းယွင်းမွေးဖြစ်ပါတယ်ရှင်။